ီဇန်နေပြန်လဲကြိုဆိုပါရယ်ဒီတစ်ခေါက်ကြိုသူရယ်တပူရွေးချယ်တာတဲ့ချင်းကအငဲဘျူဟာဆိုတဲ့ချင်းဖြစ်ပါရယ်ဆိုတော့ဒီ drop ဒီ tune မှာအဲ့တော့6ကြိုးကို D နဲ့ညီပါနော်အားလုံးက standard tune နဲ့3 4 5မှာကြိုးတိရ standard ပဲနော် E B G D E အပေါ်ဆုံးကြိုးကကြတော့ D နော် drop ဒီ tune ဒါမှသူကဘယ်လိုပါကတော့ ွားတဲ့အခါပို့ပြီးတော့ကောင်းတယ်ပြီးတော့ဒီတချင်းရဲ့ဒီစာပုံရဒီဟောကလွကျောဒီနဲ့တီးတဲ့အတွက်ကြောင့်ဒီ drop ကိုနော်ဒီ၆ကျောကို drop လုပ်ပြီးတော့တီးတယ်โอเคဒီတချင်းကဒီ diffusion dominant mode နဲ့ဒီ mesolydian mode နဲ့ရောပြီးတော့တုံးတာရာနော်အဲ့ riff တွေတော်တော်များများနော်ဒီစာပုံကတော့ဒီ diffusion dominant mode ကိုအခြေခံပြီးတော့တုံးတာရဲသူကဒီ middle east music ပုံပေါက်တယ်ဗောနော်ဒီ multi freeman တို့ သုံးလာများတယ်ဒီ Arabian ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုး Okay ပါရင် notes တွေကို analyze လုပ်ကြည့်မယ်သူကဒီ shear rift လေးပါးမှာတွေဟာသူက the phrygian dominant mouse နဲ့ the mesolydian mouse ကို ရောပြီးတော့တုံတာတယ်ဒီကဒီ model mixture လို့ခေါ်တာပေါ့နော်ဒီ mouse တွေကိုပေါင်းပြီးတော့တုံတာဒီ phrygian dominant modes မှာကြတော့ D ရဲ့ E flat ရဲ့ F sharp G A B flat C D ဝါနာသူစကီရအဲ့လိုတန်းတယ်လေနော်အဒီဖရီဂျန်ဒေါမနန့်ပဲဒီဖရီဂျန်ဒေါမနန့်ကသူက G harmonic minor ရဲ့ fit mode ပေါ့နော်ဒီ mode အကြောင်းသားဒီလေးလာနေတဲ့လူတွေဆိုရင်တော့ဒါနားလည်လိမ့်မယ်နော်ယေ North Region Dominant Mode เนาะဒီကစင်း Clear Theory ဆိုတဲ့ချင်းမှာလည်းအဲ့ဒီအတိုင်းပဲအဲ့ဒီ Frigian Mode ကိုပဲ Frigian Dominant Mode ပေါ့เนาะအဲ့ဒါကိုပဲအဓိကထားပြီးတော့သုံးသွားတာဒီမှာဒီ Frigian Dominant Mode ကဘာလို့လဲဆိုတော့ Lydian နဲ့အသုံးများလဲဆိုတော့ဒီ rock တွေမဲ့တဲ့ဂီတာဓမ္မတွေတော်တော်များများအသုံးများဒီ mastering တို့ဒီ မာဒီဖရီမန်တို့အသုံးများတယ်။ဘာလို့လဲဆိုတော့ဒီဖရီဂျန်ဒေါမီနန့်မုတ်ကဒီဒက်ဘက်ကိုရောက်တယ်နော်။မက်ဆိုလီဒီယန်မုတ်ကကျတော့ဒီဘရိုက်ဘက်ကိုရောက်တာပေါ့နော်။အဲ့ဒီနှစ်ခုပေါင်းပြီးတော့တုံးကြတယ်။မစ်လုပ်ပြီးတော့တုံးကြတယ်။ Okay စားကြည့်မယ်။ပထမဆုံးဒီကဒီကိုစီကနေယူလိုက်မယ်နော်။နှစ်ကျိုးတစ်ကွက်ကနေသုံးကွက်ကိုဟာမောင်1 1E ပေါ့နော်။ Y ဒါဖရီဂျန်ဒေါမီနန့်မုတ်ပဲရှိတယ်။ဒီဖရီဂျန်ဒေါမီနန့်မုတ်ပေါ့နော်။ C ရဲ့ D ရဲ့ ပြီးတော့ဒါပဲ D ပဲ Y and A Y and A လို့တော့မနော် Y E N A 1 E N A 2 E 2 E မှာအဲ့ that note လေးပါမယ် Y and A နော် Y and A 2 E N 2 E N မှာတက်ွက် C note ပြန်လာမယ် Y and A 2 E N 3 3မှာဒါလေး have been ဒါမှတော့ဒီဒီ E flat နာကိုသွားတာပါဒါမှတော့ Fragian dominant mode notes ဖြစ်မှာ။နောက်အိတ်တန်လေး say ရမယ်ပြီးဒုတိယပါဟုတ်ပြီမှာဘာလို့ပါလဲဒီ F sharp F sharp ကနေ G ကိုအဲ့မှာ mesolydian mode ထဲဝင်သွားပြီနော်နော်ဘာနဲ့တွေ့လဲ E note final note တွေပြောပြမယ် C ရဲ့ D ရဲ့နော် mesolydian mode မှာကျတော့ပါတဲ့ note တွေက D ရဲ့ E ရဲ့ F sharp ရဲ့ G ရဲ့ A ရဲ့ B ရဲ့ C ရဲ့ D ရဲ့အဲ့ note တွေပါတယ်နော်သူကဒီမှာသုံးရတာ ပြန်ဝင်မယ် y e n a 2 e s 3 3မှာ g နှုတ်ပါမယ်ဒီမှာအဓိကပြောင်းသွားတာ3 e ဒီတိကျိုးနှစ်ကွက် f sharp ကနေဒီ၃ကွက် g ကိုအဲ့လိုဒီ band လေးနော်3 e 3 e and e ဒီဆွဲလာမယ်3 e and e နှစ်ပါးပေါင်းပြီးကြည့်မယ်နော်ဘီဂနာရေးတော့ကျတော့ခက်လိမ့်မယ်နော်ဒီချင်းမျိုးကကျတော့ဒီအနေသားတစ်ခုရောက်တဲ့လီလာနေတဲ့ဝါလာရှင်နေရတော့ဒါကိုကြိုးစားပြီးတော့တိခတ်လို့ရတယ်နော် Okay နံပါတ်3ပါးမြောက်ဆက်သွားမယ်တူတူပဲပထမပါးနဲ့ဘာချက်ပေါ်လာမလဲဆိုတော့ 4B မှာ D note 3ခွက်ကို6ခါပြန်ပြီးမယ်နော် Okay မှာဒီမဇူလေးတွေပြန်ဖြစ်သွားမယ်ဒီက B note က natural B ပြန်ဖြစ်သွားတော့နော်ဒီ frequency dominant mode မှာကျတော့ B flat ဒါမဇူလေးတွေမှာ B natural နော် Y and A နော် Y and A to and 2 and မှာပြန်ကြမယ်1မှာ C 3 5ခွက် Y and A Y and A A mà Mẹ hẳn lâu mẹ Thì B and A siêu À lộ Y and A e, to E and N mà tông dùng hiệp quả Y and A e, to E and Y and A e, to E and three, three, three mà thì Trouble, sẽ tỏ nó 16 notes triplet À lộ Tông dùng hiệp quả A note B note của Đó là chuyện này Hãy mong bùa bây giờ E note biển làm Bây giờ thì thị chỉ nấu thị tông nó chiếu thì xoay chảo mà Okay, yeah, I'm not being main riff. သွားမယ် main riff ကကြာဒီ chord riff ပါဒီ octave ပုံစံသွားတာပါကျူ၃ဝက် C note ၃ကျူ၅ဝက် C note လက်ညှိုးနဲ့အာ octave က C ဒီမှာလည်း C ပဲနော်ဒီကနေ C ကနေ D ကို slide ဒီလေးကျူက note ကိုကတော့ mute ထားမော့ခတ်ချလိုက်တဲ့အခါဒီနှစ်ကျိုးတည်းမှာပါမယ်ကျန်တဲ့ကောင်တွေကအကုန် mute အောင် Huh? Y, y mà đi lại mà E slide này toàn mà Y E and E E mà biến đi mà Y and E Y E and E two E and three hả huh? Y and E two E and three two E mà thì bắt đầu sẽ đi lại mà Y E and E two E and three hiểu mà Y E and E two E and three bây giờ lower three E and E A မှာ6လို့ကျို D note 3 and A 4 E နော်အဲ့ဒါဟာဒီ option note နဲ့ ပါဆက်သွားမယ်အရှင်းနှစ်ပြီးကအတူတူပဲ y n a 2 e n 3 3မှာဒီကိုကွက် option note ပြီးတော့တန်းလည်း option note ပဲပေါ့နော်ဒီ5ကျိုးကိုကွက်ပြီးတော့ဒီ3ကျိုးဆက်တကွက်3 3 form ပြန်ချပါမယ်ဒါပဲအဲ့နှစ်ပါပြီးရင်3ပါမြောက်3ပါမြောက်ကလည်းဒီရှေ့ပါနဲ့တူတူပဲ

ကအပေါ်ကတုံးချွာတာပဲတဲ့နောက်အနေနဲ့ပါနေမယ်6လောက်ကျော်5လောက်ကျော်6လောက်ကျော်နော် the frame မျိုးပေါ့ right now ဒီ3ကျွဲ5ကျွဲ C နောက်ကနေ D ကိုသွားမယ် slide 1 D and D 2 D and ပြီးတော့ဒီခုံးပါပါအောင်ပြီးမယ်နော်1 D နေဒီ7တဲ့အထိသွားမယ်နော်သူ streaming ကဒီတိုင်းမှာ 1e ပြီးတော့မှဒီ setup ကမှာပဲလက်ညှိုးထားမယ် 1e and 2e and 3e and 4e 4e and အဖော်မှာဒါပေါ့ကိုယ်ပဲရဲ့7ကွယ်ရဲ့ကိုယ်ပဲဟမ်းမောင်းပူအောင်ပြီးတော့9ကွယ်မှာပြန်တော့ကြမယ်နော်ပြန်နောက်ဆက်သွားမယ် ဆယ်ဘက်ကတည်းရောက်အောင်ကောင်းမှာဘက်မှာစီနုပ်၃ချုံမှာဘက်မှာ YNT3 and 3 and stream ရတဲ့အချိန်မှာ YNT3 and 3 and I might I'm 40ဒီမှာထည့်ထည့်ပါတော့ဟာ၃ချုံ၅ဘက်၇ဘက်၅ဘက် C D C B ဒါပဲနော်ခုနကနော် ုံးမှာပဲထည့်ပါမှာ။၃ဂျိုး၄ကွတ်၃ဂျိုး၄ကွတ်၃ဂျိုး၄ကွတ်၃ဂျိုး၄ဂျိုး Y and D 2 E and 3 and 4အဲ့ဒါနော်၄ပါလုံးပြန်ကြည့်ကြည့်မယ်။ pre chorus p chorus မှာကျတော့ G ပဲ1 and 2 and 3 and 4 and 8เนาะဒီ G ကို5ခွက်ကြည့်ပဲပေါ့เนาะ၄ဂျို5ဂျို6ဂျို5ခွက်ကြည့်ပဲ1 and 2 and 3 and 4 and 8ပြီးတော့ F F ကကျတော့ဒီ3ခွက် G5 F5 ပေါ့เนาะပြန်လာမယ်

rhythm ယူစားတာနော်နည်းနည်းခက်လိမ့်မယ်သူကဖြည်းဖြည်းချင်းတော့ဒီ metronome ဖွင့်ပြီးတော့တလုံးချင်းစီလိုက်ကျင်ကြည့်ပေါ့နော်1 e n e 2 e n e ဆိုတော့1 e n e 2 e n e ဟုတ်ငါကျော်၃ခွဲ C note ငါခွဲ D note 1 e n e and မှာဒီ F note ဖြစ်သွားပြီ၄ကျော်၃ခွဲ1 e n e A ပြီးတော့ငါခွဲပြန်လာမယ်1 e ငါ hammer 1 e n e ၄ကျော်၃ခွဲကြမှာပြန်ပြီးမယ်နော်1 e n e ၅ခွဲပြန်လာပြီ။၅ခု၅ခွဲ1 E N A 2 E N Y N 2 E N ဟုတ်1 E N A 2တူမှာ၅ခု၅ခွဲ C note ပြီးတော့2 E N ပြီးတော့၅ခွဲနဲ့၄ခွဲနဲ့ G နဲ့ F sharp နဲ့နော်။ပြန်မှာပဲရှိအောင်။ I N D 2 E N 3 N ။ဒါအဲ့ Phrygian dominant mode ကဒီ lamb of god တို့အဲ့လိုမျိုးမဲ့တဲ့ band တွေအများကြီးတုံးကြတယ်နော်ဆိုတော့မျိုးတုံးကြ 1e and e 2e and 3e and 4 3e and ကြောင်းမှာဒီလိုကျိုးဒီ vibe ကိုပြီးမယ်နော် 1e and e 2e and 3e and 4 1e and e 2e and 3e and 4 maybe 40ဆိုရအောင်ပြန်နောက်တော့ 1e and e 2e and 3 ါလေးပဲနည်းနည်းထပ်ပို့ပါတယ်ဟုတ်ပါเนาะဒီ one e n d e two e n t ကတော့အရှိမပြပြီးတာသူက for three and e t ပါလာမယ်เนาะငါးကျွဲ့သုံးကျွဲ့ c note ထိပြလာမယ်เนาะ one e n d e two e n e one e n d e two e n e three မှာညီရတဲ့ငေးဒါလေးက16 rest နော်သူကမတီးအောင်3 e e ကြမှာပြန်ဒီမယ်3 e n မှာလည်း16 notes ထပ်ပါတယ်3 e n a နော် one e n e two e n e three e n e four မှာလဲ six knee rest four မှာမသိဘူး four e n e four e n e မသိရဲ့ e flat ရဲ့ d ရဲ့နော်အဲ့ဒါကျိုးရဲ့တက်ွက်ရဲ့ပေါ့နော် one e n e two e n e three e n e four e n e အဲ့နှစ်ပါးပေါင်းပြီးကြည့်မယ်နော် rytmerna. B-flat sus tu Okay B-flat sus tu ada B-flat Bahan tu aku eh Tiga Sin Dan là nhiều ai còn ông bà phi mà nó là ta giờ đó tông du ấy tông qua má là ta chơi lì du ấy tông qua má one two and three and four nó tôi sẽ mình mới one two and three and four and four and mà sai của bên là kêu video của mọi four and thì chỉ phải cơ nó mà, 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 mà qua má one two and three and four and bây giờ nào là bài one and two and

Rivka, no? One, two, three, four. ပြီเนาะဒုတိယပါ one e n d the two ရဲ့ two ရဲ့ two ရဲ့เนาะ one e n d two ဒုမှာငါးခွဲဖြစ်သွားမယ် two e n a a မှာလွတ်ကျွတ်ပြန်လာမယ် one e n d two e n d ပြီးတော့ three e n three n မှာသုံးခွဲပြီးတော့လွတ်ကျွတ် three n ပြီးတော့ c ကတော့เนาะ one e n d one e n e two e n e three e n four e n e four e n e မှာ6လွတ်ကျို6ကျို5ခွဲ6ကျို3ခွဲเนาะအဲ့ဒီအဲ့နှစ်ပါးပေါင်းကြည့်ကြည့်မယ် Okay ပြီးရင် verse 2 verse 2ကကျတော့၄កောက်မှာเนาะ၄កောက်မှာပထမ2កောက်ကဂီတာမှာပါဘူး bass only เนาะ ပြီးဒုတိယနှစ်ခေါက်ကြာမှာအဲ့ bass riff နဲ့ guitar နဲ့ unison ဒီမယ်အေးသူကနောက်လေ16 notes တွေကြီးပဲ။နောက် slide တွေ hammer on နဲ့ pull off တွေနဲ့ပေါင်းပြီးဒီမယ်။နော်။သူကငါးကြိုတောင်းွက်ကနေငါးွက်ကို1 E and A ။နော်။1 E and A ။1 E ပြီးတော့လွတ်ကြို၊6လွတ်ကြို and A ။ပြီးတော့ငါးွက်1 E and A ။ တပိစာဖြတ်ကျင်မယ် 1e and a ရိုက်ဖြတ်ကျင်ပါနော် 1e and a 1e and a ပြီးတော့ 2e and 3e and မှာလွတ်ကျို၅ကျို၅ခွက်6လွတ်ကျို 1e and a 2e and a a မှာ၅ကျို၆ခွက်နော် 1e and a 2e and a 3 slide ဆွဲချ3 e and a 3ခွက်ကနေ9ခုပြန်သွားမယ် 1e and a là for e anh em á for chào thưa chú for e and a chào quẹt ngả quẹt lại quy đạo tông bùa y e and a two e and a three e and a four e and a cái thứ ba bài sẽ tao mấy thứ ba bài là y e and a two e and a three e three e thì từ từ n a ကြမှာဒီလေးဂျုံငါးဘက်ကနေလေးဘက်ကိုနော်ပူအော့ဖြစ်သွားမယ် my e n e 2 e n e 3 e n e 4 e n 4 e n 4 e n မှာ6ခွက်5ခွက် slide ပြီးတော့3ခွက်နော်နှစ်ပါးပေါင်းကြည့်မယ် ဒါပဲနောက်နှစ်ခေါက်လဲအဲ့တိုင်းပဲပြန်ပြီးမယ်โอเคပြီးရင်နောက်ဆုံး music solo music solo ပြီးသွားရင်တော့ရပါပြီ channel session တွေကအရှိရဟာတွေပဲ pre chorus တွေ music တွေအဲ့တိုင်းပဲပြန်ပြီးရနော်ဒီ solo လေးကိုတွားကြည့်မယ်ဒီ music နဲ့ solo နဲ့တွဲထားတဲ့ device ကလည်းအရှိရဟာနဲ့အတူတူပဲဒါအတူတူပဲနော်ဒီမှာဒီ solo လာမယ်။1 2 3 4 စတုကကိုတီးမယ်1 2 and e ဒီအနီမှာငါးကျိုးသုံးွက်1 2 and e 3 and e 3 and e 3 and e အနီမှာလေးလှကျိုးဝါနေသုံးွက်ကို hammer on သုံးလှကျိုးဝါနေသုံးကျိုးသုံးွက်ကို hammer on နော် d ကနေ f ပြီးတော့ g ကနေ b flat နော်1 2 and e 3 and e 4 and မဒူရီယန်မိုးနဲ့တော့ထပ်ပေါင်းနော် 6ဘွဲ့ကိုလက်တန်းလေးနဲ့ယူမယ်ပြီးတော့ n မှာ g chord ကို f chord shape နဲ့ယူလိုက်မယ် g chord နော်1 and d3 and d4 and နောက်တစ်ပိုင်း1ဒီဆွဲရမယ်1 and ကြိုင်ဒီ chord ကိုပဲပြန်ဒီမှာ syncopation မှာ1 and 2 e and a 2 e and a မှာလေးလွတ်ကျိုးလေးကျိုး3ဘွဲ့လေးကျိုးလွတ်ကျိုး3 e and a 3 e and a 1 and A မှာလေးခွက်ကနေ3 E မှာဘန်းမယ်ပြန်ချမယ် A မှာ0 3 E and A ဆွဲချမယ်ဟာ3 E and A ပြီးတော့4 E and A 4 E and A တုံးကျိုးလေးခွက်ကနေလှကျိုးပူအောင်ပြီးတော့လေးကျိုးသုံးခွက်ကနေလှကျိုးပူအောင်โอเค ပြန်ပေါင်းကြည့်ခြင်းမနှစ်ပါးနှစ်ပါးပေါင်းပြီးမှသူကပေါ်မှာသူပါ rhythm ပုံစံမျိုး melody ကိုတီးတာတော့နော်1 2 and e 3 and e 4 and 1 and 2 e and e 3 e and e 4 e and e ဒါပြီးနောက်နှစ်ပါးဆက်သွားမယ်အခုနကလို verse မှာတီးတဲ့ riff လို့ပုံစံမျိုးပဲနော် 1e and e 2e and e 1e and e 2e and e ငါ၃ွက်ငါကျူ၃ွက်ငါွက်အမောင်းပြီးတော့ဒီကျူ၃ွက်ပြီးငါကျူငါွက် 1e and e ဖြတ် 1e and e ပြီးတော့ 2e and e ဆက်သွားမယ် second beat မှာငါကျူ၃ွက်6.5กว่า6.4กว่า5.3กว่านะ1 e and ပြီးတော့ 3ENE 4ENE ဆက်သွား 3ENE မှာ6လှကျို3 E ပြီးငါးကျို nga ပဲ 3EN မှာ6ကျို3လှကျို3ပြန်လာမယ် N A 6ခွက်ဖြစ်သွားမယ်ငါးကျို6ခွက်နော် 3ENE 4 form မှာ၅ခွက်ကို slide ပြန်ဆွဲမယ်နော် 3ENE 4 E မှာ6လှကျို3ပြန်လာမယ်ပြီးတော့ N A ဒီ YN2EN တွေကဒီ rhythm ကိုစဉ်းစားကြလေ့လာခဲ့ပူတဲ့လူတွေဆိုရင်တော့ဒါမစိမ်းဘူးเนาะ ကြတော့၄ဂျို၅ဘွယ်နဲ့၄ဂျို၄ဘွယ်ကိုပူအောင်ဆွဲချအောင်မနော် 1e n d 2e n d 3e n d 4e n d ဒီပြန်နောက်တစ်ပါးဆက်သွားမယ် 1e n d 2e n d ရှိပြီနှစ်ချက်နဲ့တူတူပဲနော်အဲဒါဒီ riff ကလည်းဒီရှိရ ဟိုမှာ chorus မှာပါပြီးသား riff ပဲနော် KPV ပြရနေဒီ pre ပေါ့ဒီဒီဒီအရှိရမှာပဲ င်နော်ပြီးတော့ပြန်လာပါပြီး chorus chorus ကလည်းဒီအရှိမပြခဲ့ပြီးတာအတိုင်းပဲပြီးနောက်ဆုံး music က one two တစ်ပါးရှိမှရှိပြီဒါက i rip 1 e n a 2 e n a 3 4ပြီးနောက်ဆုံးပါ1 e n a 2 e n a 3 e n a 4 e n a chorus ကို riff နဲ့ပဲပြန်ဆုံးသွားမယ်โอเคရပြီနောက်အလုံးအစင်ပြပါစေ